့ရဲ့ဂျင်းနဲ့ငူတဲဆောင်လာတဲ့ဒီဒီနှင်းကအခုလိုပြောပါတယ်။ငါကကုံလေဘွားနဲ့လူတို့ရဲ့နှလုံးအင်ကိုပြင်းပြန်မွေးကြည့်သေးသူလေဒီချင်းရဲ့အလှကိုအပန်ရနဲ့အပန်အဆင့်အတန်လှပဝတ်စုံပြီးတဲဆောင်သွင်းတဲ့ဇွမ်းနဲ့သူဟာဂီတဖြစ်ပါလေ။ဟုတ်ကဲ့။ဒါဆိုရင်ဂျင်းတဲ့ပန်းကလေးတစ်ခုဖြစ်တဲ့သူကကေသန်ရှင်မိုးမခသူမရဲ့အပန်အဆင့်ရနဲ့အရာလာကိုပြုပွင့်ထုံမွှန်းစေသူလူသားကကျွန်တော်ဂီတစာစုမုံကြီးမုံ ချင်းချင်းများရဲ့သဘာကုံတွေကလေပြင်းကြီးလေးကဂီတာမှုမောင်မျိုးခင်နဲ့အသံပန်းပညာရှင်ဥပသိန်ကိုကြီးအေးလောကကိုကျေစုဆက်သူကမူပိုင်ကုလားထုံးလို့ကျွန်တော်စဉ်းစားလေးပြရစီနော်ကိုကိုကြီးကိုကိုကို Gonna